အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာထိုင်းမြန်မာနယ်စပ်အနီး တာလဲစစ်မြူဟာစကန်သိမ့်တိုက်ပွဲတွင်စစ်ကောင်စီဒုတရင်မှုနှင့်အဖွဲ့လွမြောက်နေ၍ခင်ယူကလိုက်ဖားနေကြောင်းသိရပါသည်။ဘူကြီးပါဝင်စစ်သား9ဦးတည်ဆုံပြီးလက်နက်ခဲရများရရှိကြောင်းသိရပါသည်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်အနီးတာလဲစစ်တပ်မြူဟာစကန်သိမ့်တိုက်ပွဲတွင်စစ်ကောင်စီဒုတရင်မှုလွမြောက်နေ၍ ကင်ယူကလိုက်ဖမ်းနေပြီးရင်းစခန်းသိမ်းတပ်ပွဲမှာဘူဂျီပါဝင်စစ်သား9ဦးတည်ဆုံးကလက်လက်ခဲယမ်းများရရှိကြောင်းကင်ယူဘဟုကသတင်းထုတ်ပြန်ထားပါတယ်။မေလ17ရက်နေ့ည9:00နာရီချိန်ကင်ယူအုပ်ချုပ်မှုနယ်မြေထိုင်းမြန်မာနယ်စပ်အနီးစစ်ကောင်စီတပ်ခလာရနှစ်လေးနဲ့အမြောက်တပ်အမတ311တို့အခြေစိုက်ထားသည့်တညာကျိုးခေါ်တာလဲစစ်ပြူဝါစခန်းကို 2025ကရင်ရမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်ရမျိုးသားကာကွယ်ရေးတပ် KNDO တို့ကပြန်လည်တင်ပိုက်ခဲ့ကြောင်းသိရပါဗါးအဆိုပါစခန်းတင်ပိုက်စဉ်အချမ်းမစစ်ကောင်စီအမြောက်တပ်မှဘူဂျီတူပါဝင်စစ်ကောင်စီတပ်သား9ဦးတေဆုံးခဲ့ပြီးခလာရ24ဒုတရင်မှုမှမူထွက်ပြေးလွတ်မြောက်လျက်ရှိသဖြင့်တော်လှန်ရေးတပ်များကထွက်ပြေးလွတ်မြောက်သွားသောစစ်ကောင်စီတပ်သားများကိုလိုက်လံဖမ်းဆီးလျက်ရှိကြောင်းသိရပါဗါး KNU က ပြန်လည်သိမ်းပိုက်ထားသောတာလဲစခန်းမှာ1986ခုနှစ်တွင်မြန်မာစစ်တပ်ကစတင်တိစောက်ခဲ့ပြီး၎င်းတို့စတင်တိစောက်သည့်အချိန်မှစ၍အနီးဝန်းကျင်ရှိဂျေးရွာများမှအပြည်သူလူထုများအနေဖြင့်လွတ်လပ်စွာသွာလာလုကင်ရှာဖွေစားဆောင်ခွင့်များဆုံးရှုံးခဲ့ရကြောင်း၎င်းစခန်းကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့်အတွက်အဒီနာရှိဂျေးရွာများမှမူလအခြေအနေများအတိုင်းပြန်လည်လုကင်ရှာဖွေစားတောင်းနိုင်တော့မည်ဖြစ်ကြောင်းခန်ယူဘိုကဆိုပါတယ်။နာနယ်ပိုင်းတွင်ခန်ယူတပ်များကထိုင်းမြန်မာနယ်စပ်အနီး1ကီလိုမီတာကျော်ရှိ မော်ဖိုးကြီးစစ်တပ်ခန်းကိုလည်းစတင်တိုက်ခိုက်လျက်ရှိပြီးဒေသပြည်သူ414ဦးထိုင်းနိုင်ငံဘက်တန်းသို့ထွက်ပြေးတင်းရှောင်နေရကြောင်းသိရပါဗါ2025ခုနှစ်တွင် NUG ကိုအသွင်ကူးပြောင်းရေးအစိုးရတရက်အဖြစ်နိုင်ငံရေးနဲ့စီးနောက်တစ်ဆင့်တက်ရန်ခေါင်းဆောင်များအားလုံးသဘောတူညီဟု NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးကအတိပေးပြောကြားပါဗါ2025ခုနှစ်တွင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုအသွင်ကူးပြောင်းရေးအစိုးရတရက်အဖြစ် နိုင်ငံရေးနဲ့စည်ရေနောက်တစ်ဆင့်တက်ရန်တိုင်းရင်းသားနဲ့တော်လိုင်းရေးခေါင်းဆောင်များအားလုံးသဘောတူညီထားပြီဖြစ်ကြောင်းပြည်တွင်းရောက်ရှိနေသည့် UNG ဝန်ကြီးဒေါက်တာဇော်ဝေဆိုးကအတိအပေးပြောဆိုလိုက်ပါတယ်။ UNG ဝန်ကြီးဒေါက်တာဇော်ဝေဆိုးကပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အဖြစ် UNG ယာယီသမရာကြီးညွှန်ကြားချက်အရပြည်တွင်းသို့အပြီးပြန်လည်ရောက်ရှိခဲ့ကြောင်းရင်းနောက်သက်ဆိုင်သောတွေ့တဲ့တွေ့ထိုက်သည့်တိုင်းရင်းသားခေါင်းဆောင်များအားလုံးနဲ့တွေ့ဆုံခဲ့ကြောင်းထို့သို့တွေ့ဆုံချိန်တွင် အန်ယူဂျီကိုအသွင်ကူးပြောင်းရေးအစိုးရတရက်ဖြစ်နိုင်ငံရေးစစ်ရေးနောက်တစ်ဆင့်တက်ရန်ခေါင်းဆောင်များအားလုံးသဘောတူညီကြကြောင်းပြောဆိုပါတယ်။2021ရဲ့အခြေအနေနဲ့2025ရဲ့အခြေအနေကမတူတော့ဘူးဆိုတာကိုတွန်ထိုင်းရေးခေါင်းဆောင်များအားလုံးနဲ့ပြောဖြစ်ပါတယ်။အဲဒီမတူတဲ့အခြေအနေပေါ်မူတည်ပြီးတော့ဒီ2025မှာတကယ်တော့လက်ရှိတွန်ထိုင်းရေးမှာနေရာတွေ territory တွေပိုင်ဆိုင်နေတယ်။စစ်ရေးအရတပ်အင်အားတွေလက်နက်အင်အားတွေပိုင်ဆိုင်နေတယ်။နိုင်ငံရေးအရလည်းပြည်သူလူထုတရက်လုံးကထောက်ခံနေတယ်။ ဒီတိုင်းရင်းသားခေါင်းဆောင်တွေတော်လှန်ရေးခေါင်းဆောင်တွေကတော်လှန်ရေးနောက်တစ်ဆင့်အားလုံးစူးစီးကြရမယ်ပေါင်းစည်းကြရမယ်စူးစီးကြရမယ်ညွှန်ကြရမယ်ပအဝင်ကြရမယ်ပအဝင်ဖို့လိုတယ်ဆိုတာကိုကျွန်တော်တို့ဆွေးနွေးဖြစ်ပါတယ်ဒါကြောင့်တကယ်တော့ဒီတော်လှန်ရေးရဲ့အနေအထားက2021တုန်းကဖွဲ့စည်းခဲ့တဲ့ NUG ကိုနောက်တစ်ဆင့်တက်ပြီး2025မှာအသွင်ကူးပြောင်းရေးကာလအစိုးရတည်းရဲ့ပေါ်ပေါက်လာဖို့အတွက်တကယ်တော့တော်လှန်ရေးအင်အားစုများခေါင်းဆောင်များရဲ့ပုခုံးပေါ်မှာရောက်နေပြီဆိုတာကျွန်တော်တို့ဆွေးနွေးဖြစ်ပါတယ်ခေါင်းဆောင်တွေအားလုံးကလည်းသဘောတူကြပါတယ် ။ဒါကြောင့်ကျွန်တော်တို့တွေ2025မှာကျွန်တော်တို့အချင်းချင်းကြားမှာသိသိမှုညီညွတ်နားလည်မှုတွေနဲ့2025မှာစစ်ရေးနိုင်ငံရေးနောက်တစ်ဆင့်တက်ဖို့ကျွန်တော်တို့အစဉ်သင့်ဖြစ်နေတယ်လို့မြင်ပါတယ်လို့ကျွန်တော်ပြန်ရောက်ပြီးဆွေးနွေးချက်တွေရကျွန်တော်နားလည်ပါတယ်ဟုဒေါက်တာဇော်ဝေစုကပြောဆိုပါတယ်။မြေပြင်တွင်တော်လှန်ရေးတမားများနဲ့အတူရှိနေခြင်းတွင်ပြည်သူလူထုကလည်းတော်လှန်ရေးကိုဆက်လက်ပါဝင်နေဆဲဖြစ်ပြီး PDF များကလည်းတက်ကြွနေဆဲဖြစ်ကြောင်းလက်ရှိမြေပြင်အနေထားများအရတော်လှန်ရေးမှာလုံးဝအောင်မြင်လိမ့်မည်ဟုယုံကြည်ကြောင်းသူကဆက်ပြောပါတယ်။ မြေပြင်မှာရရဆက်ဆက်ခံစားနေရတဲ့ပြည်သူတွေ CDM တွေဆရာဆရာမတွေကျန်းမာရေးဝန်ထမ်းတွေတော်လှန်ရေးသမားတွေနဲ့အတူရှိတယ်နဲရှိဖို့လိုတယ်ဒါကြောင့်လည်း NUG ရဲ့ reform process တခုအနေနဲ့မြေပြင်ကိုရောက်ရှိလာတယ်ပြန်ရောက်လာတဲ့သဘောပါဒီမှာရရောက်ချင်းတော့ဘာတွေလုပ်ရမလဲဆိုတော့အရင်ဆုံးတော့နိုင်ငံရေးသဘောအရတိုင်းရင်းသားဖွဲ့စည်းခေါင်းဆောင်တွေနဲ့တွေ့ရတယ်တော်လှန်ရေးဖွဲ့စည်းဥဆောင်သူတွေနဲ့တွေ့ရတယ်ကျွန်တော်တို့အားလုံးကိုတွေ့ပြီးပြီလို့ပြောရင်ရတယ် ပေးပြီးတော့ကျွန်တော်တို့တွေနဲ့အတူတူနေတယ်အတူတူစားတယ်အတူတူနားတယ်အတူတူဆွေးနွေးကြတယ်အချင်းယူပြီးဆွေးနွေးကြတယ် formal informal ရင်းနှီးနှီးရကိုပြောဆိုဆွေးနွေးကြတယ်လှုပ်ခွင့်ရတယ်လှုပ်ရတယ်ဒါကတိတ်ကိုအရေးကြီးပါတယ်ဒါကကျွန်တော်တို့ရဲ့တော်လာရေးကာလအတွင်းမှာဒီရခပထမဦးဆုံးချိန်လူကိုယ်တိုင်တွေ့ရတဲ့ခေါင်းဆောင်တွေအများကြီးရှိပါတယ်တော်လာရေးသမားတွေအများကြီးရှိတယ်ပြည်ပြင်းတက်မှုတွေအများကြီးရှိတယ်သူတို့တွေနဲ့တွေ့ရဆုံရရင်းနှီးရအတူတူရင်ဆိုင်ရတဲ့အခြေအနေတွေဟာတိတ်ကိုကောင်းတယ် တွန်လိုင်းရီအတွက်အများကြီးထောက်ကူဖြစ်မယ်လို့မြင်ပါတယ်။ဒါအပြင်ပြန်ရောက်ပြီးဆွေးနွေးတဲ့အချိန်မှာမြေပြင်မှာရှိတဲ့ပြည်သူတွေ CDM တွေတပ်မှုတွေ PDF တွေနဲ့ကျွန်တော်တွေ့ဖြစ်ပါတယ်။ဒါလည်းအရန်ကိုအားရှိပါတယ်။ပြည်သူတွေကအခုထက်တိတွန်လိုင်းရီကိုခုခံစေတွန်လိုင်းရီနဲ့အတူရှိနေစေဖြစ်ပါတယ်။ PDF တွေကအခုတွေကိုတက်ကြွစေပြည်သူတွေနဲ့အတူရှိစေပါ။တွန်လိုင်းရီနဲ့အတူရှိစေပါ။ CDM တွေကပြည်သူနဲ့အတူတွန်လိုင်းနဲ့အတူရှိစေပါအားလုံးတွန်လိုင်းအင်အားစုများက UH2 ပန်းနိုင်သူကြီးတဲ့နေစေဖြစ်တဲ့ဆိုတာတွေ့ရပါတယ် ါကြောင့်အားလည်းရှိပါတယ်။ဒါကြောင့်လည်းပဲကျွန်တော်တို့တော်လာရေးအောင်မြင်လိမ့်မယ်လို့ယုံကြည်ပါတယ်လို့ပြောချင်ပါတယ်။ဘလောက်ပဲခက်ခဲတွေရှိရှိဘလောက်ပဲပြင်ပပါမှဘလောက်ပဲတစ်ဖက်ရရဆက်ဆက်ကျွန်တော်တို့အားလုံးဒီစိန်ခေါ်မှုတွေအားလုံးကိုကြော်လွားပြီးတော်လာရေးအောင်မြင်လိမ့်မယ်လို့မြေပြင်ရောက်တဲ့အချိန်မှာကျွန်တော်ပို့ပြီးယုံကြည်ပါတယ်လို့ပြောချင်ပါတယ်ဟုဒေါက်တာဇော်ဝေဆိုးကရှင်းပြပါတယ်။အယူဂျီဝန်ကြီးဒေါက်တာဇော်ဝေဆိုးသည်အမျိုးသားညီညွတ်ရေးအစိုးရယာယီသမရဒူဝါရှိလိုက်ညွန်ကြားချက်နဲ့ညီ2025ခုနှစ်နှစ်စာပိုင်းတွင်ပြည်ပမှမြန်မာနိုင်ငံသို့အပြေးပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။ တဘာဝဘေးရန်ရန်ကြုံလာပါကပြည်သူများကိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက်နိုင်ငံတော်တမင်ခါဖို့ကိုဒေါအောင်ဆန်းစုကြည်ကဝေယူခဲ့သောနိုင်ငံပိုင်ရဲရင်ကိုစစ်တပ်ကလွှဲပြောင်းရယူကြောင်းသိရပါတယ်။တဘာဝဘေးရန်ရန်ကြုံလာပါကပြည်သူများကိုရှာဖွေကယ်ဆယ်ရေးနဲ့အရေးပေါ်လုံခြုံရေးတွင်အသုံးပြုရန်အတွက်နိုင်ငံတော်၏တမင်ခါဖို့ကိုဒေါအောင်ဆန်းစုကြည်ကဝေယူခဲ့သောနိုင်ငံပိုင်ရဲရင်ကိုစစ်တပ်ကလွှဲပြောင်းရယူထားပြီးလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လည်နေရာခြားတဲ့ဝန်ကြီးဌာနလက်အောက်တွင်ရယင်မရှိတော့ကြောင်းနေပြည်တော်သတင်းရှင်းပြကပြောဆိုပါတယ်။ 2020ခုနှစ်အော်တိုဘာလ30ရက်နေ့ညနေပိုင်းမြန်မာနိုင်ငံသို့ရောက်ရှိခဲ့သောနိုင်ငံတော်ပိုင် AW139 မျိုးစာရဟယင် XYAFT ကို2020ခုနှစ်ဆက်အနာသိမ်းပြီးနောက်မြောက်နိုင်ငံကစစ်တပ်လက်အောက်သို့ပိုင်ဆိုင်မှုများလွှဲပြောင်းရယူထားကြောင်းယင်းရဟယင်သည်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လည်နေရာခြားထိုင်ဝန်ကြီးဌာနပိုင်မဟုတ်တော့ဘဲစစ်ကောင်စီထိန်းချုပ်မှုအောက်တွင်အပြေအဝရှိနေကြောင်းလက်တလောရမန်ရန်ခါပြန်ဆန်းခြင်းမှာပအချိန်များစုရန်နာထားကြောင်းသိရပါသည်ပိုင်ဆိုင်မှုကတော့လူကယ်ပြန်ဝန်ကြီးဌာနအောက်မှာမဟုတ်တော့ဘူး ပို့ဆက်တဲ့တက်မတော်လီအောက်မှာရောက်သွားတယ်။ရဟညာအုံပြမှုအတွက်အဓိကဆုံးဖြတ်မှုကတော့တက်မတော်လီရဲ့စိတ်ယုံကပဲ။အရက်ဖက်သုံးရဟညာဖြစ်တော့ဆက်ရှိနေသေးတယ်။ပြုတ်ပြင်ထိမ့်သိမ်းရင်းနဲ့ရဖန်ရန်ကပြန်တနာကလွဲရင်အချိန်များစုကရင်နာထားတယ်လို့ပဲသိရပါဗါဟုနေပြည်တော်သတင်းရင်းမြစ်ကပြောပါဗါအဆိုပါရရင်အသုံးပြုခွင့်ကိုဒုစစ်ကောင်ဆောင်စိုးဝင်ဦးဆောင်သောအမျိုးသားတဘာဝဘေးရန်တွေဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကလည်းစီမံခန့်ခွဲခွင့်ရရှိထားတော်လဲမတ်လ28ရက်နေ့လောက်ခဲ့သောသဂိုင်းငလင်းအရေးပေါ်ကဲစေးတွင်လည်းရဟရင်ကိုအသုံးပြုခဲ့ခြင်းမရှိကြောင်းသိရပါဗျာ။ ်အနလီဆိုအားလက်ထက်2019ခုနှစ်အော်တိုဘာလ18ရက်နေ့အီတလီနိုင်ငံလီယိုနာရို SPA ကုမ္ပဏီနဲ့အဆိုပါရရင်ဝေယူရေးစာချုပ်ချုပ်ဆိုဝေယူခဲ့ကြောင်းအဆိုပါရရင်တွင်ရရင်မှု2ဦးနဲ့ခရီးသည်14ဦးစုစုပေါင်း16ဦးလိုက်ပါစီးနှင်းနိုင်ပြီးကီလိုမီတာ600ကျော်ပြန်သားနိုင်ကမြေပြင်နဲ့ရေပြင်ကယ်ဆယ်လုပ်ငန်းများလှုပ်ဆောင်နိုင်ပါတယ်2020ခုနှစ်ဒီဇင်ဘာလ30ရက်နေ့တွင်အဆိုပါရရင်ဝယ်ယူခဲ့မှုအတွက်သမရဦးဝင်းမြတ်နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းချီချီတို့ကိုစစ်ကောင်စီကအခရီးလိုက်စားမှုတပ်ဖြတ်ဥပဒေဖြင့်ထောင်ဒဏ်9နှစ်ချမှတ်ခဲ့ပါသည်။ ဗီဒီယိုထုတ်ကင်ဆယ်ရေးအတွက်အသုံးပြုရန်ရရင်ဝယ်မှုအတွက်ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီကအကရီမှုဖြင့်ထောင်ဒဏ်ခွင်းနဲ့ချမှတ်ခဲ့တော်လဲအကြံပေးစစ်ကောင်ဆောင်မြောက်နိုင်ကမူယခုနှစ်ဖေဖော်ဝါရီလအတွင်၎င်းနဲ့မိသားစုဝင်များပြည်ပကိစ္စများအတွက်စီးနှင်ရန် MAI အမိခံပေးထားသော Airbus A319XY-ALK လေးယာဉ်ကို American နိုင်ငံ Aviation Capital Group ထံမှငှားရမ်းထားရမှအပြည့်အဝဝယ်ယူခဲ့ပါတယ်။ မရောက်နိုင်က၎င်းနဲ့မိသားစုဝင်များပြည်ပခေစဉ်အတွက်စီးနင်းရဝယ်ယူတော့ MAIME ခံပေးထားသည့် Airbus A319XY ALK လေယာဉ်ဖြင့်ရုရှားနိုင်ငံတရုတ်နိုင်ငံတို့သို့မကြာခဏသွားရောက်လည်ရှိပါသည်။ထိုင်းနိုင်ငံကန်တနပူရီတွင်တရမွေမြန်မာ15ဦးတင်ဆောင်လာသောကားကိုစစ်ဆေးရန်တားဆီးစဉ်မောင်းပြေးမှုဖြစ်ပွားပြီးနောက်ဆုံးကားနာမေးထိုးကြ၍အလုံးဖမ်းဆီးခံရကြောင်းသိရပါသည်။ထိုင်းနိုင်ငံကန်တနပူရီတွင် တရားမဝင်မြန်မာ15ဦးတင်ဆောင်လာတော့ကားကိုစစ်ဆေးရန်တားဆီးစဉ်မောင်းပြေးမှုဖြစ်ပွားပြီးနောက်ဆုံးကာလာမေးထိုးကြ၍အလုံးဖမ်းဆီးခံလိုက်ရကြောင်းထိုင်းသတင်းများအရသိရပါတယ်။မေလ13ရက်နေ့ညပိုင်းတရားမဝင်မြန်မာ15ဦးတင်ဆောင်လာတော့ကားတစ်စင်းကိုထိုင်းနိုင်ငံကန်ချနပူရီခရိုင်တွင်ရှိအဝေးပြေးလမ်းပေါ်တွင်စစ်ဆေးရန်တားဆီးခဲ့ကြောင်းတို့ရရင်ရမွေးပဲမောင်းပြေးသွားခဲ့ကြအောင်အဆိုပါမောင်းပြေးသွားသောကားကိုလိုက်လံဖမ်းဆီးစဉ်အခြားအင်စီကတစ်စင်းကရဲကားများကိုကြားဖြတ်ဟန်တားခဲ့သဖြင့်မျက်ခြေပြတ်သွားခဲ့ကြောင်း တို့ရောင်ရင်မောင်ပြေသောသောကားကိုပြန်လဲချီရခံပြီးရဲကောင်းနဲ့တိုက်မိပြီးကြံခင်းတော်တဲ့သူထိုးစင်သွားခဲ့ကြောင်းရင်မောက်မှာထွက်ပြေးခဲ့တော်လဲမကြမီပြန်လဲဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်ရဲကားများကိုပိတ်ဆို့ထားစီခဲ့သောကားကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းမြမအလို့သမားများကိုတင်ဆောင်လာသောကားမှာအသက်32နှစ်အရွယ်ထိုင်းနိုင်ငံသားမစ္စတာဆူရချိုင်မောင်းနေလာခြင်းဖြစ်ပြီးမွေးစေဝါ30ထားစီကိုစစ်ဆေးတွေ့ရှိခဲ့ရကြောင်းသိရပါတယ်။မြမနိုင်ငံသား15ဦးမှလည်းတရားမဝင်ထောက်ထားမှရှိပဲထိုင်းနိုင်ငံတွင်သို့ခိုးဝင်လာသူများဖြစ်ကြောင်းသိရပါတယ်။